မင်္ဂလာပါကျွန်တော်တို့ဂူညမှာကံမဲ့မန်စီးရီးနဲ့ဖုံးမောက်အသင်းတို့ရဲ့ပွဲချုပ်သုံးသက်ချက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့မန်စီးရီးနဲ့ဖုံးမောက်လက်ရှိဂျေဒန်ကတော့မန်စီးရီးအိမ်ဝင်ကနေပြီးတော့တရေ90ရှုံဂျေဒန်နဲ့ဖွင့်လှစ်ထားပါတယ်အခုဂျေဒန်ကတော့မန်စီးရီးအိမ်ဝင်ကနေပြီးတော့တော်တော်လေးကိုထိုက်တဲ့ဂျေဒန်ဖြစ်ပါတယ်ရှင်းပေးမှုလည်းမှန်တာတွေးရပါတယ် အဲ့တော့ဒီနှစ်သင် have to have တွေ့ဆုံမှုဒီနှစ်ထဲမှာစုစုပေါင်းနှစ်ကြိမ်တွေ့ဆုံမှုမှာ Man City အိမ်ကွင်းကနေပြီးတော့3-1ရရလက်နဲ့တပွဲနိုင်ထားတယ်။ Man City အဝေးကွင်းကပဲ1-2ရလက်နဲ့ဒါနှစ်ပွဲလုံးခြေရောဂိုးပါအသာစီရရှိထားပြီးတော့ခြေအောင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်မန်စီးတီးဟာ2025ခုနှစ်အတွင်းမှာအိမ်ဝင်းမှာကန်ခဲ့တဲ့ပွဲစုစုပေါင်းဒါပွဲ20မှာဆိုရင် သုံးပွဲသာရှုံးနေထားပြီးတော့တပွဲတရေရလက်နဲ့ကြံပွဲတွေကတော့အကုန်လုံးဒါအနိုင်ပွဲတွေဒါကြီးရောဂိုးပါဒါအောင်ထားတဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီ Man City အသင်းဟာကြီးအောင်မှုအများဆုံးရရှိထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံး၁၀ပွဲမှာဆိုရင်လည်းတပွဲသာရှုံးနေထားပါသေးတယ်ဟုတ်ပြီကျွန်တော်တို့ထပ်ပြီးတော့ဖုံးမောက်အသင်းကိုထပ်ပြီးတော့လေ့လာကြည့်ပါမယ် ဖုံးပေါက်သင်းကတော့2025အဝေးကွင်းမှာကန်ခဲ့တဲ့ပွဲတွေမှာဆိုရင်6ပွဲတည်း3ပွဲရှုံး5ပွဲနိုင်ရလတ်နဲ့2025မှာဒီလိုရလတ်တွေထွက်ထားပါတယ်ဒါကိုနိုင်ရှင်ကြည်ချင်းအားဖြင့်မက်ဆီဒီကဒါဂိုးရောဂျီရောအင်ခွင်းအနေထားကပါအသက်ရှက်အများကြီးရှိနေတာကိုတွေ့ထားရပါတယ်ကျွန်တော်တို့နောက်တစ်ခုသတိထားရမှာကဖုံးမောက်အင်ခွင်းအာသာချက်မှာဆိုရင်ဒါ အဆင့်တက်မှတ်ချက်မှာဆိုရင်အဆင့်နှစ်နေရာမှာ ရှိနေပြီးတော့မန်စီးတီးကတော့အိမ်ဝင်အားသာချက်မှာဆိုရင်အဆင့်ခုနှစ်နေရာမှာရှိထားပါတယ်ကျွန်တော်တို့အဝေးကွင်းမှာကြည့်မယ်ဆိုရင်တော့မန်စီးတီးကတော့အဆင့်၄နေရာမှာယက်တီနေပြီးတော့ကျွန်တော်တို့ဖုံးမောက်အတင်းကတော့အဆင့်၉နေရာမှာယက်တီထားပါတယ်ကျွန်တော်တို့ဒါကိုနိုင်ရှင်ကြည့်မယ်ဆိုရင်တော့အဝေးကွင်းအိမ်ကွင်းအာသာချက်တွေကတော့ level 10သွားထားတာတော့ကျွန်တော်တို့တွေ့ထားရတယ် ဒါပေမဲ့လည်းဒီပွဲစဉ်အနေအထားအရမှာမန်စီးတီးအိမ်ဝင်ကြီးအရလည်းတလုံးတရေကြီးကျတော့ record တွေနဲ့ head to head တွေ့ဆုံမှုတွေမှာဆိုလဲအသာစီးရရှိထားတဲ့အိရှင်ဒါ Man City အသင်းကပဲဒါဒီပွဲစဉ်မှာဆိုရင်တော့အသာစီးရရှိသွားနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းသုံးသပ်မိပါတယ်ကျွန်တော်တို့ score အတိုင်းလေးပဲသွားတာအကောင်းဆုံးလို့ပဲထင်ပါတယ် ဘက်ကံမစော်တင်တဲ့ပွဲတပွဲပဲဒါဖြစ်ပါတယ်လို့ကျွန်တော်တို့ယူဆမိပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်အချက်လက်လေးတွေနဲ့ recovery ရာခမန်းသုံးသပ်ပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးပွဲဆိုတာကတော့မထင်မှတ်တဲ့အရာတွေဒါဖြစ်တတ်ပါတယ်ကျွန်တော်တို့အသည့်တတိလေးနဲ့နိုင်ရှင်ရှိန်စပြီးတော့ကစားပါလို့တော့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်နာမည်ကိုကျိတ်ဖြစ်ပါတယ်ကြီးစုသူအရောက်ရှင်းစီတိုင်းစိတ်ရှမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပြီးတော့ အနိုင်ရလက်တွေပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ကိုကြိတ်ဆုတောင်းပေးလိုက်ပါရယ်ဗျ။